အရဟတမေညာကိုငါရနိုင်တယ်တဲ့သူရဟနာဖြစ်နိုင်တယ်တဲ့ဒါပေမဲ့ငါလိုအာအစွမ်းနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တယောက်တည်းတယောက်တည်းဒီနိဗ္ဗာန်သွားခြင်းအဖြစ်ဘာအကျိုးရှိမလို့နတ်နဲ့တကွာတော့ဟောဒီလောကကြီးကိုငါကေတင်ပြီးတော့သွားမယ်လို့ရဲရဲတောက်စိတ်ကူးပေါ့လူသားမန်စိ်မကူရတဲစိ်ကူမျုးပါ့ကိမေဧကေနတေနေနပုရိတေနဓမ္မတတိနာတပ္ပေညုတံပပုနိတဝတန္တာရတန်တရေဝကံဒီကထာလေး ဒါဥရှင်တို့ညက်စွာဘုရားကပိလိုနေပြည်တော်ကိုပထမဦးဆုံးချိန်ကြွတယ်ကြွတော့ရွှေတော်မျိုးတော်တကီဝင်တွေကတည်ကြတဲ့အတိုင်းမာနကအလွန်ကြီးတာဆိုတော့ရှင်မခိုးနိုင်ဘူးဝမချနိုင်ဘူးငယ်တဲ့ပုံကိုယ်တွေကိုပဲရှိကနေပြီးတော့ရှ िख ိုးဥတင်ခိုင်းတယ်အဲ့ဒီမှာညက်စွာဘုရားကတကိုးပြားလေးဟာပြရတယ်ရွှေတော်မျိုးတော်တို့ရဲ့မမနာကိုချိုးနိုင်ဖို့အဲ့ဒီမှာညက်စွာဘုရားရဲ့အသေးတော်ကိုရှင်သာရိပုတ္တရာကိုရမြတ်ကြီးကဖူးမြော်ရတော့ ဘုရားဖြစ်အောင်ဘယ်လိုလုပ်ခဲ့ရသလဲဆိုတာကိုမေးလို့မြတ်စွာဘုရားကဥဒ္ဒဝင်ပါဠိတော်ဆိုပြီးတော့အဘုရားကိုယ်တော်တိုင်ဟောခဲ့တာဒီအကြောင်းအရာတွေကဒါသူမေရဗျမနနော်သူမေရကထာဆိုတာဒါကတိသမတန်တင်ထားတာပေါ့နော်ကိမေဧကေနတေတိနေနပုရိသေနဓမ္မတတိနသဗ္ဗညုတံပပုနိတဝါတန္တာရတံတရိဝကံ ငါတို့အာအစွမ်းနဲ့ပြည်စုံတဲ့ပုဂ္ဂိုလ်တယောက်ဟာတကူကောင်းဆံပြီးတော့နိဗ္ဗာန်ကို ကိုတီးတီးသွားမယ်ဆိုရင်ဘာအကျိုးရှိမလဲ။နော်နတ်နဲ့တကွာသောလောကကိုငါဟာတပ်ပင်ညုတဉဏ်ကိုရအောင်လုပ်ပြီးတော့နတ်နဲ့တကွာသောလောကကိုငါကဲတင်မယ်လို့ဒီလိုဆုံးဖြတ်တယ်။အဲလိုဆုံးဖြတ်ပြီးတော့သူဘုရားစုပန်တယ်လို့ဆိုကြပါစို့။အဲ့ဒီမှာဦးဇင်းတို့ဘုရားစုပန်တဲ့ချိန်မှာအနာမှာမရှိတုံးဆိုတော့ပေးသက်တွေထဲမှာ သူမိတ္တာဆိုတဲ့အမျိုးကောင်းသမီးလေးတယောက်ရှိတယ်။ဒီပင်ကလာမြတ်စွာဘုရားကိုပူဇော်ဖို့အတွက်ဆိုပြီးတော့နော်ကြာပန်းရှိလက် သူယူလာတာ။အဲ့ဒါဒီသူမိတ္တာရှင်ရဲ့အသေးကိုမြင်မြင်ချင်းပဲနော်မေတ္တာပေးမတတ်နော်လွမ်းချုံမိတဲ့အတွက်ကြောင့်ကြာပန်း၅လက်ကိုနော်ဘုရားလောင်းသူမိတ္တာကိုသူလှုပ်တယ်။ရှင်ဘုရားလိုရှိရာကိုနော်လှူပါတတ်မှအသုံးပြုပါပေါ့။အဲ့ဒီမှာပဲဒီပင်ကလာမြတ်စွာဘုရားက ူမေရာရှင်ရဲ့အသေးကိုဗျာဒိတ်စကားမိန်ကြတယ်ပေါ့နော်လာမဲ့လေးအတင်ချင်းနဲ့ကဘာတသိမ်းမှာနော်ဂေါတမဘုရားဆိုတဲ့အမိတော်နဲ့သဗ္ဗညုတဉာဏ်ကိုရလို့ဘုရားရှင်စေဧကံဖြစ်လိမ့်မယ်နော်မေတော်ကဘဇုခမေတော်ကဘဇုနော်လဝဲတော်ရန်လက်ရတော်ရန်ကဘလိုအလုတ်ကျွေးကဘသူအကုန်လုံးအတိအကျနော်အကုန်လုံးအတိအကျနော်ဗျာဒိတ်တဗျာဒိတ်ဆိုတာဘလိုမှမလွဲနိုင်တဲ့စကား တော့ကောင်းကင်ကိုပြစ်လိုက်တဲ့ခဲဟာမြောက်လိုက်တဲ့ခဲဟာတေချာဘောမြေကြီးဘောကိုပြန်ကြမှာပြန်ကြလာမှာဖြစ်တယ်လို့ဘုရားရှင်ကိုရောမြေကြီးတို့ပြောလိုက်တဲ့ဗျာဒိတ်စကားတည်းမဖြစ်ဘူးဆိုတာမရှိဘူးအဲ့တော့လူတွေကအော်ဒီရှင်ရဲ့တေကလာမဲ့လေးတင်ချင်းနဲ့ကမ္ဘာတသိမ်